ဒီလိုမျိုးကိုတော့ချင်တဲ့ကော်တေးတွေကိုပါဖြော်လို့ရပြီးတော့တငယ်ချင်းတွေနဲ့အေးဆေးစကားပြောရင်အမိုက်စား unplug တခြင်းလေးတွေကိုပါအတူလိုက်ဆိုလို့ရမယ်။ဘာလေးတစ်ခုကိုခေါ်သွားပြီးမှပဲဖြစ်ပါတယ်။ ဒီဆိုင်လေးရကြတော့ BTS Ono A01 ကနေဆင်းပြီးတော့ဒီလန်းလေးတိုင်တက်တက်လျှောက်လာလို့ရှိရင်တွေ့ရမယ်4 corner ဆိုရဲဘားလေးပေါ့နော်ဒီဆိုင်ကလေလူငယ်တွေပဲဖွင့်တာလို့လာတာမသိဘူးသူရဲ့ vibe ကကြတော့ဒီလိုမျိုးလူငယ်တွေတက် AC ထိုင်လို့ကောင်းတဲ့နေရာမျိုးလေးလုပ်ပေးထားတာပြီးတော့ဒီဆိုင်မှာကလေတနေ့တစ်မျိုးမယိုးရတဲ့ promotion တွေလည်းအများကြီးရှိသေးတယ်ဒါကကြတော့ကြာပရင်းညတိုင်းမှာကိုရိုင်းဖြော်ပြီးကိုရိုင်းတောက်လို့ရမယ်မိတ်ရအောင်ခေါ်တင်နိုင်လေးပါ သူက sour series တဲ့ကိုကြိုက်တဲ့ container မျိုးကိုစိတ်ကြိုက်ဖြော်လို့ရတာပေါ့နော်ဒီလိုမျိုးဖြော်နေတဲ့အချိန်မှာလဲဘေးကနေပြီးတော့ဘာတနာအကူကနေပြီးတော့ဘာလေးထည့်ရမလဲဆိုတာကိုတေချာလေးနဲ့ပြောပြပေးတယ်ဒီလိုမျိုး cocktail တွေကိုကိုယ်တိုင်ဖြော်ပြီးကိုယ်တိုင်တောက်ကြတာဆိုတော့လေလုံးဝ experience အသက်လေးနဲ့တော်တော်လေးလဲပြောဖို့ကောင်းတယ် ပြီးတော့သူစီမားလေးအမိုက်ဆန်း signature cocktail တွေလည်းအများကြီးရှိရယ်ဒါကြတော့ main ကလေးတွေအကြံ take me to trash cocktail ပေါ့နော်တခုရှိရသူစီရ cocktail တွေကလေးအဝင်ကောင်းတော့တစ်ခွက်ပြီးတစ်ခွက်ဖြော်ကြရင်းနဲ့ပတ်စံပုံကုန်းတာလေးတစ်ခုပဲဒါဆိုရင်တော့ sign တို့မှာထားတာလေးလည်းစုံပြီးပေါ့နော်ဒါလေးကကြတော့အရင်ဆုံး appetite ဖြစ်ဖို့အတွက်အစာမစားခင်မှာတောက်တဲ့ cocktail လေးပါဒီဆန်းကကြတော့ရန်ကုန်က bar လိုမျိုး unplug cleaner ထောက်ပြီးတော့ AC chill လို့ကောင်းတဲ့ vibe မျိုးလေးကိုပေးရဆိုတော့သူစီရစားတောက်တွေကလည်း bar snack လေးပုံများရပေါ့နော်ရမှုကြော်ဆိုလို့ရှိရင်မာလာနဲ့မွမွေးလေးနဲ့အရသာ ဆက်ဆက်ကလေးဒါလေးကကြာကက်ကတဲ့ငါးကင်းမော်နော်သူကကြတော့လေးငါးထဲမှာအစာထွက်ထားတာမျိုးမဟုတ်ပဲနဲ့ဒီလိုမျိုးအသားပေါ်မှာနေအရသာနဲ့ပေးထားတာမျိုးသူ့ရဲ့ငါးကင်းရလည်းလေးလုံးဝနူးနူးအီအီလေးကိုမှအနှစ်ကလည်းမွေ့မွေ့လေးဒီလိုမျိုးအမြင်နေနဲ့စားလို့ရှိရင်တော်တော်လေးစားလို့ကောင်းတယ်အတိုက်ဆုံးကတော့လေဒီဝက်ကုတ်သားခင်ပဲသူကလေလာချကလေးကလေသူ့ရဲ့ဝက်သားခင်နဲ့လေမှွေးနေတာတော်တော်လေးလက်စားလို့ကောင်းတယ်သူ့ရဲ့အရသာလေးကကျတော့လေ juicy ဖြစ်ပြီးတော့သူ့ရဲ့ sauce လေးနဲ့လေလိုက်တယ် ဒါလေးကကြတော့လေအမိုးအမော်ပြေးတောက်လို့ကောင်းတဲ့လုံးဝချင်းဆက်ပွင့်ထွက်မဲ့တက်ပူခီးရင်လေးပေါ့နော်ဒီလိုမျိုးဘားထိုင်ပြီးတော့မြန်မာသချင်းအေးအေးလေးနေနှာထောင်ပြီးတော့မြန်မာစာကောက်ကောက်လေးတွေစားရတာလွမ်းနေရဆိုလို့ရှိရင်တော့ဒီဆိုင်လေးကတော့လုံးဝအလွမ်းပြေထိုင်လို့ကောင်းတဲ့ဆိုင်မျိုးလေးဖြစ်မှာဒါလေးကကြတော့ဘားရီမှာစားနေချင်ငယ်ရင်ချပုတ်တော့ပေါ့နော်သူရဲ့ရတာလေးကကြတော့လေတအားငန်တာမျိုးမဟုတ်ဘဲနဲ့တမယာစိတ်ကလေးနိုင်နိုင်ညစ်ပြီးတော့ချင်းချင်းဆက်ဆက်ကလေးစားရတာပေါ့နော် လက်ဖက်တော့ကိုလေဒီလိုမျိုးသဘောပိုင်းနဲ့ဖက်ရက်ကြီးခင်းပြီးတော့တခုချင်းစီထည့်စားဘူးလားမစားဘူးလို့ရှိရင်တော့ဒီဆိုင်မှာအဲ့လိုမျိုးလေးလာစားကြည့်နော်မသိရင်လေဝက်ဆလက်စားနေရတယ်လို့မျိုးပဲကော်ရီထဲမှာတခုချင်းစီထည့်ပြီးတော့လေးစားရတာလေတော်တော်လေးမိုက်တယ်ဒီကော်တေးကိုကြာတော့လေဒက်ဆက်ကော်တေးလို့တော့ပြောကြတယ်သူကကြာတော့ရန်နဲ့ဝစ်ကီကိုတခြားလေး blend ပြီးတော့အောက်က cheese cake flavor လေးနဲ့တော်တော်လေးလက်ချိုးပြီးတော့မွေးရယ်အော်ဒါနဲ့ဆော့ဆော့လက်ဖက်တော့ကိုဝက်ဆလက်လိုမျိုးမစားချင်လို့ရှိရင်ဒီလိုမျိုးလေးတုတ်ခိုင်းလို့လည်းရရယ်နော် ြီးတော့ဒီဆိုင်မှာ promotion တွေလည်းအများကြီးရှိသေးတယ်။နေ့တိုင်းညနေ9:00နာရီကနေပြီးတော့10:00နာရီဆိုလို့ရှိရင် happy hour promotion တွေ၊ဟိုတုံးနေ့တွေဆိုလို့ရှိရင်တော့ lady night ဆိုပြီးတော့ကာမလေးတွေအတွက် cocktail တစ်ခွက် free တိုက်သေးတယ်။ jabri နေ့ဆိုလို့ရှိရင်တော့စစောအလိုမျိုးကိုဖြော်ကိုတောင်းမေးရအောင် cocktail night လေးရှိရပေါ့နော်။ live music band ကတောက်ကြစနေနေ့တိုင်းရှိရဆိုတော့ဒီလိုမျိုးပိတ်ရက်တွေဆိုလို့ရှိရင် unplugged band လေးနဲ့တချင်းကောင်းကောင်းလေးတွေဟဲလို့လည်းရသေးတယ်။ အေးရဒီဗီဒီယိုလေးကိုပြပြီးတော့သစားလို့ရှိရင်လည်းအော်တိုဘာလကုန်တီကို5% discount တွေပေးဦးမှာနော်ရဖက်တွေဆိုရင်တချင်းလေးသားထောင်ရင်းနဲ့အေးဆေးချေးချင်တယ်ဆိုလို့ရှိရင်တော့လူငယ်တွေဆုံးတဲ့ဦးနှုတ်က4 corner ပါလေးရတော့ကွက်တီပဲเนาะဒါဆိုရင်တော့ Sign of Flock ဒီမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်